Gemini ရဲ့နေပြီးတော့ပုံထုတ်တယ်ဒါပေမဲ့ AI ပုံတွေထုတ်လို့မရဘူးဆိုတဲ့သူတွေအတွက် we are the Gemini လို့ပဲပုံထုတ်လို့ရတယ်နောက်ထပ် software တစ်ခုနဲ့မိတ်ဆက်ပေးပါမယ်အရင်ဆုံးဒီ Play Store ထဲကိုဝင်ပြီးတော့ search bar မှာ Manus AI ဆို app ဆိုပြီးတော့ရိုက်ရှာလိုက်ပါပြီးရင်တော့ဒါကို download လုပ်မယ်ပေါ့နော် download လုပ်ပြီးသွားပြီဆိုလို့ဆိုရင်ခဏကြာလို့ဆိုရင်သူက open ဆိုပြီးတော့ပေါ်လာနိုင်မယ် open လို့ပေါ်လာပြီဆိုလို့ဆိုရင်ဒီ open ကိုတစ်ချက်နှိပ်မယ်နှိပ်ပြီးသွားပြီဆိုတာနဲ့ဒီမှာ manage in app တို့ရောက်သွားပြီပေါ့နော်ဝီတို့ကပထမဆုံးအသုံးပြုမှာဖြစ်တဲ့အတွက် gmail နဲ့ login ဝင်ဖို့လိုပါတယ် gmail နဲ့ login ဝင်ပြီးပြီဆိုရင်တော့အခုလိုမျိုးပေါ်လာရင်နှော့နှောင်းဆိုတာကိုနှိပ်လိုက်ပါပြီးရင်တော့ဒီမှာဒီနေရာမှာဝေတို့က create images ဆိုတာကိုရွေးပါမယ်ပုံထုတ်မှာဆိုတဲ့အခါကျတော့လေ create images ကိုရွေးပြီးပြီဆိုလို့ဆိုရင်အာအခုလိုမျိုးပေါ်လာနိုင်မယ်ပေါ့နော်ဒီမှာဒီနေရာမှာကိုကြိုက်တဲ့ style ကိုရွေးလို့ရတယ်ဒါပေမဲ့ဝီဒီယိုကကျတော့ကိုယ့်ရဲ့ပုံကိုပဲ upload လုပ်မှာဆိုတဲ့အခါကျတော့ဒီအောင်နှောင်းမှာရှိတဲ့အပေါင်းလက္ခဏာလေးကိုပဲနှိပ်လိုက်မယ်ဒီအပေါင်းလက္ခဏာလေးကိုနှိပ်လိုက်ပြီဆိုလို့ဆိုရင်ဒီမှာဝီဒီယိုရဲ့ ဖုန်းထဲမှာရှိတဲ့ပုံကြီးပေါ်လာနိုင်မှာပေါ့နော်ဒီမှာဒီနေရာမှာကိုက picture ဆိုတာကိုပြန်နိုင်မယ် Okay picture ကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီကိုဖုန်းထဲမှာရှိတဲ့ပုံကြီးပေါ်လာနိုင်မယ်ကိုစိတ်ကြိုက်ပုံတစ်ပုံရွေးပါရွေးပြီးတော့ရင်ဒီ search bar မှာကိုလိုချင်တဲ့ဒီပုံစံကိုပေါ့နော်စာချရေးလို့ရပါတယ်ဒါမှမဟုတ်လည်းတများရေးထားတဲ့ပရင့်ကိုယူပြီးတော့ copy paste လုပ်ပြီးတော့ ရေးလို့လည်းရပါတယ်။ပြီးရင်တော့ဒီမှာဘေးနားမှာရှိတဲ့မြားလေးကိုတစ်ချက်နှိပ်လိုက်ပါ။အဲဒါဆိုလို့ဆိုရင် Manus AI ကကိုယ့်အတွက်ပုံသစ်လုပ်ပေးနေတယ်ပေါ့နော်။ပုံဖန်တီးပေးနေတဲ့အချိန်တော့စောင့်ရပါတယ်။ line အချိန်လေးပေါ်မူတည်ပြီးကြာတယ်သိတော့မကြောက်ဘူး။ okay အခုဆိုလို့ဆိုရင်ဒီမှာပုံလေးရလာပြီပုံရလာပြီဆိုရင်ပုံကိုဖုန်းထဲမှာ save လုပ်ဖို့အတွက်ပုံကိုလက်ကလေးနဲ့ထောက်လိုက်ပါ โอเคလက်ကလေးနဲ့ထောက်လိုက်ပြီဆိုရင်ဒီမှာအပေါ်နှက်မှာများပုံစံလေးပေါ်လာနိုင်မယ်။ဒါဆိုအဲ့ဒီများလေးကိုတစ်ချက်နှိပ်လိုက်။နှိပ်ပြီးပြီဆိုလို့ဆိုရင်ကိုဖုန်းထဲမှာစိတ်ပြီးစားဖြစ်သွားပါပြီ။အခုလောက်ဆိုရင်တော့လောက်တတ်မယ်လို့ထင်ပါတယ်။အားလုံးအဆင်ပြေကြပါစေ။